တစခဲများမလှုပ်ပေးရင်စစ်ပွဲဆက်ရှိနေမည်ဟု အစ္စရေးသတိပေးဟာမတ်ဘက်ကဖန်စီထိမ့်သိမ့်ထားတဲ့အစ္စရေးတစခဲတွေမလှုပ်ပေးဘူးဆိုရင်ဂါဇာကမ်းမြောင်ဒေသကစစ်ပွဲကြီးဟာဆက်လက်တည်ရှိနေအောင်မှာဖြစ်ကြောင်းအစ္စရေးကာကွယ်ရေးဝန်ကြီးကသတိပေးလိုက်တာကို CMM သတင်းမှရေးသားထားပါတယ်လက်ရှိမှာဂါဇာသဝရှိလူအများပြားဘေးလူရကိုရွှေ့ပြောင်းဖို့နဲ့လုံခြုံရေးစုံရထက်မှန်တိုးချဲ့ဖို့အစ္စရေးစစ်တပ်ကိုညွှန်ကြားထားကြောင်းအစ္စရေးကာကွယ်ရေးဝန်ကြီးကပြောပါတယ် ဂါဇာကိုအစ္စရေးကဘုံကျဲတိုက်ခိုက်ပြီးနှစ်လကြာငြိမ်သက်မှုပြပြသွားချိန်မှာမလဆက်ရှင်တွေကစပြီး အပြစ်ခတ်ရစဲရေးပြုတ်ပြက်သွားခဲ့တယ်လို့တဇခန်တာစင်ပေါင်းများစွာကိုပါလက်စတိုင်းအကျဉ်းသားတွေနဲ့လဲလှယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးဘက်ကအပြစ်ခတ်ရစဲရေးစာချုပ်ကိုဖောက်ဖျက်ခဲ့တာကြောင့်ဟာမတ်ဘက်ကတဇခန်နဲ့လှုပ်ပေးရေးအစီအစဉ်ကိုအချိန်ဆွေးနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့်ဟမ်မဘက်ကစကန်တွေကိုပြန်လှုပ်ပေးဖို့ငင်းဆန်နေလေလေ။အစ်ရီကနေမီတွေကိုထက်မှန်ထိုးစစ်ဆင်ပြီးဂါဇာကမ်းမြောင်ဒေသကို အကက်တက်မရှိတိမ်ပိုက်ချင်းတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဆနာဝါယီဆက်ကိုကတက်ဝင်ခဲ့တဲ့အစ်ရီဟမ်မအပြစ်ခတ်ရစဲရေးကိုပြန်လည်ထူထောင်ဖို့စူးစမ်းခဲ့ပေမယ့်မအောင်မြင်သေးပဲလက်ရှိမှာနှစ်ဦးနှစ်ဖက်အပြန်အလှန်ထိုးစစ်ဆင်မှုတွေပြန်လည်စတင်နေတာလည်းဖြစ်ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်